မင်္ဂလာပါရှင် မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးဆရာနာရှင်လောက်တွင်မြန်မာကလေးငယ်များအနာဂတ်မရှိတော့ဟု တမ်းအမတ်ကြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဆင်အာနာရှင်လောက်တွင်မြန်မာကလေးငယ်များအထွဲ့အနာဂတ်မရှိကြောင်းကုလသမဂ္ဂရင်ပြင်တွင်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အောက်တိုဘာ23ရက်ကလေးငယ်များဆိုင်ရာကုလသမဂ္ဂအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တစ်ရက်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအထပ်ပါတိုင်းပြောကြားခဲ့သလိုစေအုစုလက်ချက်ကြောင့်မြန်မာကလေးငယ်1200ကျော်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့်စေအုစုပြင်ဆင်သည့်အတူရောင်အလင်းညာရွေးကောက်ပွဲမှာ ိုင်ပြီးအရက်သားပြည်သူပေါ်စစ်မှတ်ပြုခြင်းကိုအရှိန်ဟုန်မြင့်လှုံ့ဆော်နေကြောင်းလဲဆိုပါတယ် မင်းအောင်လိုင်ကတရားမဝင်ရွေးကောက်ပွဲကိုတရုတ်စပွန်ဆာရပြီးသားမို့မေကဘာကိုမှဂယုမဆိုင်ဘူးဆိုတဲ့အပေါက်မျိုးနဲ့လူပါဝနေတာရွေးကောက်ပွဲကတရားမဝင်ပေမဲ့ဘသူကိုမှမျက်နှာချုံမသွေးနိုင်ဘူးရွေးကောက်ပွဲကိုအတိမတ်မပြုလဲဂယုမဆိုင်ဘူးတတ်ဆရာရှိတာဆက်တက်ရမှာပဲဆိုတဲ့အချိုးမျိုးနဲ့တရင်ကျော်လာပညာချောင်းဦးကစီမီထွန်တပိတ်ကိုဘုံကျဲချသွားတာအကုန်မျက်မြင်ပဲဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တဦးကဆိုပါတယ် မြန်မာကလေးငယ်များအတွက်ပညာရေးကဏ္ဍတွင်ကြီးလေးစွာဟန်တာခံထားရပြီးနေရဲဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေစဉ်ပြောင်းရွှေ့တဲများနှင့်ဘုံခုချင်းများ၌ကလေးငယ်များသည်အကြောက်တရားဖြင့်ပညာသင်ယူနေရကြောင်းမြန်မာကလေးငယ်များ၏ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည်ထိတ်လန့်မှုများဖြင့်ပြည့်နှံ့နေပြီးအများစုမှာဆေးရုံဆူ၏မစင်မကျင်ဘုံကျဲတိုက်ခိုက်မှုများကြောင့်စိတ်ဒဏ်ရာများရရှိထားပြီးဖြစ်ကြောင်းတန်အမတ်ကြီးကဆိုပါသည် မိမိတို့အနေနဲ့နိုင်ငံတကာအတိုင်းဝန်ထံမှစူးစီးညီညွတ်သောချင်းကပ်မှုပုံစံအပေါ်အခြေခံသည့်ပုံမှုအကောင့်သောပုံမှုခိုင်မာသောနိုင်ငံရေးဆန္ဒနှင့်ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်နေပြီးစေအုပ်စုကရက်ဆက်ကြမ်းကြုတ်မှုများထပ်မံလှုံ့ဆော်ခြင်းကိုတားမြစ်နိုင်ရန်ပုံမှုအားထက်ပါဝင်ပေးစီလိုကြောင်းလည်းတန်အမတ်ကြီးကဆက်လက်ပြောဆိုကြောင်းသိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်တင်ဒင်ကတော့ နေရီကံပြူဟာတိုက်ပွဲဆက်လက်ပြင်းထန်စစ်တပ်အရာရှိတွေပြူဟာကနေပစီရွာပဲဆုတ်ခွာသွားပြီးစစ်ကြောင်းပြန်စစ်ကြောင်းထိုးဖို့ကြိုးစားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ရီကံပြူဟာခုခံစစ်ကိုဥဆောင်နေတဲ့အမတ်ဆက်ခွန်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခဆက်ခွန်ကအရရှိပိုင်းတွေဟာအော်တိုဝါလာ9ရက်နေ့ကလေးကဆုတ်ခွာသွားပြီးပြူဟာထဲမှာကြံနေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုခံတိုက်ခိုက်နေသူတွေရှိတယ်လို့တနန်းစင်းစစ်သားတပ်တွေလက်နက်တွေထားပြီးအေအေနဲ့မဟာမိတ်တပ်တွေထံဇက်တိုက်အလင်းဝင်လာတယ်လို့စစ်ရေးရင်းမြစ်ချုပ်ကပြောပါရယ် ရရရှိပိုင်းတွေကအောက်တိုဘာ9ရက်နေ့ကလေးကဆုတ်သွားတာအခုကပဇင်းရွာဘက်မှာအခြေပြုနေတဲ့အဲ့ဒီကနေစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတဲ့ဖြူဟာထဲမှာကြံနေခဲ့တဲ့ပါစစစ်မှုရဲတနန်းစင်တွေကတော့ခံတိုက်နေတဲ့သူတွေရှိသလိုလက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့တရင်ရှင်မြစ်တို့ကပြောပါတယ် အမ်ဘရန်လန်ပိုင်းအနီးကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ဗျူဟာကိုအေအေနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆတင်ခဲ့တာပါအဲဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတက်မကိုကိုကတာဝန်ယူခဲ့တာပါကကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်းဂုံကိုအေအေကမက်လာမှာတင်ယူခဲ့ပါတယ် စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်သေးဆုံးနာရီတမတ်ကိုကိုလောက်ခန့်အမတ်ကိုကိုနှင့်နီးဖြူဟာအဖွဲ့ကယာယီနီးဖြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်အပါအဝင်အရာရှိတွေအေအေရဲ့ဖမ်းဆီးခံရတာတွေနဲ့ထွက်ပြေးတဲ့သူတွေများခဲ့ပါတယ်။ဒါကြောင့်တမတ်ကိုကိုတမတ်မူဗိုလ်မှူးကြီးတမောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။ တိတ်ဆုံးဒဏ်ရာရတွေအဖမ်းခံရသူတွန်းလန့်ရေးတက်တွေထံအလင်းဝင်သူထွက်ပြေးသူများပင်အထင်နာခဲ့တဲ့တမကိုကိုကိုနောက်တန်းပြန်ပို့ခဲ့ပါတယ်တမကိုကိုနေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေဆိုင်စကခဆက်ခွန်လောက်ခံတရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်စစ်ကောင်စီကနေရီကန်ပြူဟာအမ်ဘရန်လန်ပါဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကစည်ရင်နေမြေတွေမှာတမကိုကိုလောက်ခံတရင်နေစာစကခဆက်ခွန်လောက်ခံတရင်တွေဖြစ်တဲ့ခမရ၅ခွန် လေးခမရ969ခမရ909ခမရ900ခမရ9239ခမရ2995တို့ကိုပို့ဆောင်ထားပါတယ်အဲ့ဒီတရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တို့စစ်မှုရန်တနန်းစင်အများပြားပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေသိမ့်ပိုက်ထားတဲ့စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်စစ်ကောင်စီကလေးချောင်းလက်နက်ကြီးနဲ့စစ်မှုရန်တနန်းစင်တွေအင်အားကိုတုံးပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေကြောင်းအေအေကသတင်းထုတ်ပြန်ထားပါတယ် စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးစုခွာတွပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။နေအီကန်ပြူဟာပဝင်ချင်းကအဓိကစခန်းတစ်ခုဖြစ်တဲ့ဂုံကြီးစခန်းနဲ့ဖိုက်တာဂုံကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဆန်းပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေကထပ်မံသိမ်းယူပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေကရဟတ်ယာဉ်တွေနဲ့စုခွာသွားတာလို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါတယ်။ပဇီရွာဟာငဖင်းမြို့နယ်ထဲမှာရှိပြီးအဲ့ဒီနေရာကနေစစ်ကြောင်းပြန်ထိုး းဖို့စ조사နေတယ်လို့မြေပြင်မှာရှိနေတဲ့သတင်းရှင်းမြစ်ကပြောပါရယ်။နိုင်ရီကံပြူဟာကိုအေအေနဲ့ပူပေါင်းတက်တွေကအနီးကဝိုင်းပတ်ပိတ်ဆို့ထားပြီးအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့တိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါရယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့ပြီးအေအေနဲ့မဟာမိတ်တပ်ဖက်မှလည်းအထိကိုက်ရှိခဲ့ပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁၂ရက်နေ့ကအောက်တိုဘာ၂ရက်ကတိုက်ပွဲမှာရဲဘော်နှုတ်ဦးကြာဆုံးခဲ့တယ်လို့အရှိုချင်းကာကွယ်ရေးတပ် ACDF ကအောက်တိုဘာ10ရက်မှာတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့ချုပ်ကရဲဘော်ချုပ်နဲ့ကြာဆုံးခဲ့တာရှိပါတယ်။နေရီကန်ပြူဟာကိုအပိသက်သိမ်းပိုင်နိုင်ပြီးဆိုရင်စစ်တပ်အနေနဲ့အမ်းမျိုးကိုဦးတင်လို့မရတော့သလိုကာကွယ်ပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းဒေါ်လန်ရီတပ်ဖွဲ့တွေကပုံမှုထိန်ချုပ်ဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စီရေးလိလာသူတွေကပြောကြားသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ရွှေတချောင်းဘေးကနေအိမ်နဲ့ဆိုင်တွေကိုစစ်ကောင်စီအင်အားသုံးဖယ်ရှားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရွှေတချောင်းမြောင်းဘေးရှိနေအိမ်နဲ့ဆိုင်ကန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်းဒေသခံများကပြောပါရယ်။အော်တိုဘာလ17ရက်မနက်ပိုင်းကစပြီးမန္တလေးမြို့ချင်းအီတာဇံမြို့နယ်86လမ်းရွှေတချောင်းဘေးကနေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေနဲ့စီပင်ဝင်တန်းတွေကလမ်းတွေပိတ်ပြီးဖိခိုင်းနေကြောင်း BIOS မန္တလေးအဖွဲ့ကအတည်ပြုပါရယ်။ဒါပြင်မြောင်းဘေးတလျှောက်ဖွင့်လှစ်ထားတဲ့ဆိုင်တွေကို ဲ့ဖိရှားပြီးခင်းထားတဲ့ဆိုင်တွေကိုတင်ယူသွားကြောင်းဒေတာကံများကပြောပါရယ်ဖိရှားခံရတဲ့နေအိမ်နဲ့ဆိုင်ကဲအရှိအတွက်ကိုတော့တရင်ဌာနကတိကျအတည်ပြုနိုင်ခြင်းမရှိပါဘူးစစ်ကောင်စီဟာပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်းမန္တလေးမြို့ပေါ်ဆိုင်ကန်းတွေကိုမန်တကားတက်ခိုင်းနာတွေဆိုင်ရှိအဖီထုတ်ထားတာဖျက်ခိုင်းနာတွေပြုလုပ်ခဲ့ပါသေးတယ်ငလင်တန်ကြုံတွေ့ခဲ့ရတဲ့မန္တလေးမြို့ကဆိုင်ကန်းရှင်တွေဟာဆိုင်ကန်းကားဖို့ခက်ခဲရှိနေတဲ့ကြားကအခုလိုစစ်ကောင်စီရဲ့ဖိရှားရှင်းလင်းမှုတွေကြောင့်ပိုပြီးအခက်အခဲဖြစ်လာကြောင်းတည်င်းရရှိပါတယ် ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်လာကြီးအင်အားစုအလုံးအတွက်အရေးကြီးတဲ့အချိန်ကိုရောက်ရှိနေပြီလို့စကိုင်း PDF ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လာကြီးအင်အားစုများအနေနဲ့လက်တွေ့ကြတဲ့အလုံများကိုစီးလုံးညီညွတ်စွာနဲ့ပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်ရမယ့်အချိန်ကိုရောက်ရှိနေပြီဖြစ်လို့စကိုင်း PDF ကအောက်တိုဘာ12ရက်မှာထုတ်ပြန်ကြေညာတင်ရပါမယ်။ အကျန်းဖက်စကားစားဟာနိုင်ငံရေးထွက်ပေါက်ရရှိစေဖို့ဒီဇင်ဘာလမှာအထူးရောင်ရွှေကောက်ပွဲတရက်ကျင်းပသွားမယ်လို့ကြေညာထားတဲ့ပြင်လက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေကိုပြန်လည်သိမ်းပိုက်ရရှိရေးအတွက်ပြင်းထန်တဲ့ထိုးစစ်တွေကိုကြိုးပမ်းလာတယ်လို့ဆိုပါတယ်အထူးရောင်ရွှေကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့အလျောက်အရက်သားပြည်သူလူထုနေထိုင်ရာနေရာများကိုပြစ်မှတ်ထားဦးတည်ကလေကြောင်းကနေနေစဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူလူထုအနေနဲ့အခုချိန်ကာလမှာဆင်းရဲအသည့်တရိပ်နဲ့အထူးကူးယူဆိုင်နေထိုင်ကြဖို့တိုက်တွန်းထားပါတယ် တယ်။လက်ရှိအချိန်ကာလဟာဒေါ်လာရေးအားစုများအလုံးအတွက်အရေးကြီးတဲ့အချိန်ကိုရောက်ရှိနေတယ်လို့စကိုင်းပြည်သူကာကွယ်တပ်မတော်ကမှတ်ယူတာကြောင့်ဒေါ်လာရေးအားစုများအနေနဲ့လက်တွဲကြတဲ့အလုပ်တွေကိုစီလုံးညီညွတ်စွာနဲ့ပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်ဖို့အတိပေးထားကြောင်းသိရှိရပါတယ်။